တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြ Channel ကနေမှတစ်ဖက်ပြန်လေးပြီးကြိုဆိုပါရစေ။ဆိုတော့အခုကျမတို့ဗတ်မအုပ်စုံနေတဲ့ဗီဒီယိုတူတူလေးကိုရင်နာထောင်ကြည့်ရအောင်နော်။လာပြီလာပြီတောက်လျှောက်ပါပြီ။ဟေး။ဒါကတော့ FPNCC အစည်းအဝေးကိုကောင်းမွန်စွာပြုလုပ်ပြီးတော့ပြန်လာခဲ့တဲ့ကျမတို့ KIO ဘိုး လူကြီးတွေဖြစ်တယ်လွန်ခဲ့တဲ့သတင်းထဲမှာကျွန်မပြောခဲ့ပါတယ်ဒီကျွတ်တော့ KIO ဘဟုထလူကြီးတွေကရှမ်းမြောက်ကိုအစီအဝဲလုပ်ဖို့ရောက်ရှိနေပြီလို့ကျွန်မပြောခဲ့ပါတယ်ဒါပေမဲ့နေရာအတိအကျအချိန်တိုင်းတော့မသိခဲ့ပါဘူးဒါပေမဲ့အခုကတော့ရှမ်းမြောက်မှာရှိတဲ့အထူး data net ဝကိုပိုင်အုပ်ချုပ် နေရာဖြစ်တဲ့ပန်ဆိုင်မှာအစည်းအဝေးပွဲကို ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့တယ်။အဲဒီအစည်းအဝေးကတော့ဒီ FBNCC အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ရဲ့ AA, MNDAA, TNLA, NDAA, SSPP ဝါရီဒီအဖွဲ့ခုနှစ်ဖွဲ့ကနေမှပါဝင်လာတာဖြစ်တဲ့ဆိုတော့ဒီအဖွဲ့ခုနှစ်ဖွဲ့ပါဝင်ပြီးမှစစ်ရေးနိုင်ငံရေးစီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့ကြဲကြဲလေးလေးနဲ့ဆွေးနွေးခဲ့တယ်ဆိုတာကိုသိရတယ်ဒါပေမဲ့အသေးစိတ်ကိုတော့သူတို့မထုတ်ပြန်လာသေးဘူးအော်ကြွတ်ထင်တာတော့မနေ့ပြန်တပတ်ခါလောက်ထွက်လာရင်လည်းထွက်လာမယ်ပေါ့နော်စစ်ရေးမဟုတ်ဘဲနဲ့ကျတော့ပြည်သူတွေတင်းတင်းသေးထိုက်တာကတော့ သူတို့တင်ပြလိမ့်မယ်ဒါပေမဲ့စစ်ရဲကတော့ဖော်ပြလာမှာမဟုတ်ဘူးလို့တော့ကျမယုံကြည်တယ်ပြီးလို့ရှိရင်အခုကျမတို့ KIO Phology ဒီရှမ်းမြောက်မှာနေတဲ့အခါမှာအာလုံချုံရဲအပေးခဲ့တဲ့ MNDAAD နဲ့ဝါတွေကိုထူပဲကျေးဇူးတင်တယ်ပြီးတော့အခုခရီးစဉ်ထဲမှာလည်းလုံချုံရဲအပြည့်ယူပေးပြီးမှတလဲတစားနဲ့ပြန်ပို့ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ် ပြီးရင်ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့တက်တက်ခိုင်ကနေမှပြောသွားတဲ့စကားဖြစ်တဲ့အဲ့ထဲမှာအဓိကဟောင်းထားတဲ့ထဲကနေမှအာတချို့ကိုကျမပြန်လဲမှသုံးတက်ချင်းတဲ့အတွက်ကြောင့်လိုချင်တဲ့အပိုင်းကိုပဲဖြတ်ပြီးမှတင်ထားတာဖြစ်တယ်နော်ဆိုတော့ဒါလေးကိုကျမတို့နားထောင်ကြည့်ရအောင်လက်နဲ့ကင်အဖွဲ့အစည်းတွေပေါ့နော်ဒါတက်မတော်ကလွဲရွေးပေါ့လုံခြုံရေးတပ်ဖွဲ့တွေကလွဲရွေးဟို state actor တွေကလွဲရွေးပေါ့နော်လက်နဲ့ကင်ပြိပက္ခဖြစ်နေသေးသေးရွေးဟာ သာဝရငြိမ်းချမ်းရေးကိုရောက်အောင်ပေါ့နော်ဆိုလို့ရှိရင်လက်နဲ့စွန့်ဖို့စူးစမ်းကြပါအဲနိုင်ငံရေးစကားဝိုင်းကိုလာကြပါလို့ကျွန်တော်တို့ကအဓိကနံပါတ်1 message ပေးချင်တာဖြစ်ပါတယ်ရှင်ကျွန်မလည်းနာဆကမှ၄နှစ်တာဝန်ထမ်းဆောင်ခဲ့ပိုးပါတယ်ကျွန်မသိရတဲ့လောက်တော့ကဲခါရတဲ့လောက်တော့တပ်မတော်အာဏာမသိမ်းချင်ပါဘူးရှင်တပ်မတော်အာဏာမသိမ်းချင်ခဲ့ပါဘူးတိုးတော်လဲမဲမတမာမှုကိုလက်ခံလိုက်လို့ရှင်အစင်လာဖြစ်သွားလို့ရှင်ကျွန်တော်တို့ဒီထက်ဒီဆိုးဖို့ပဲရှိပါတယ် အဒီမိုကရေစီမှာစီကံတည်ဝို့မှုကအရန်ရေးကြီးပါတယ်ရှင်ဒီစီကံကိုမလိုက်နာပဲနဲ့မဲအရေးအတွက်တွေပေါ့နော်ဒါကကျမပြောတာမဟုတ်ပါဘူးအဓိကတော့ဒီ UEC အစ်စ်ဖွဲ့ပြီးလို့ရှိရင်ဒါတွေကအကုန်လုံးဟို investigate လုပ်ပြီးတော့မှအချက်လက်တွေနဲ့ဒီ website တွေမှာဘာသာစကား၅မျိုးနဲ့တောင်ကဘာကိုကြေညာထားပြီးသားဖြစ်ပါတယ်ရှင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲကျမတို့ပါတီလည်းဝင်ခဲ့ပါတယ်ရွေးကောက်ပွဲမတမာမှုရဲ့ဒဏ်ဝန်ခံစားခဲ့ရပါတယ်ဆိုတော့အခုဒီတက်တက်ခိုင်ဟောင်းသွားတဲ့အထဲမှာ စစ်ခွေးတွေကလွဲရင် လုံခြုံရဲတပ်ဖွဲ့တွေကလွဲရင်ကျန်တဲ့လက်နဲ့ကင်တဲ့အားလုံးကတော့เนาะပဋိပက္ခတွေဖြစ်နေတဲ့ဥစ္စာတွေเนาะဒီလက်နဲ့ကင်တွေကြောင့်ပဋိပက္ခတွေဖြစ်နေတယ်ဒါကြောင့်ဒီလက်နဲ့တွေကိုချပြီးမှပြက်ခတ်ကိုရက်ပြီးမှထာဝရငြိမ်းချမ်းရေးဘက်ကိုသွားဖို့ရအတွက်သူပြောသွားတာဖြစ်တယ်ဆိုတော့ဒီထဲမှာထာဝရငြိမ်းချမ်းရေးကိုလှုပ်ဖို့ရအတွက်လက်နဲ့စွန့်ပါလို့ပြောတယ်เนาะအဲ့တကုနောက်တစ်ခုကတော့ လက်နက်တွေကိုစွန့်ပြီးမှနော်ဒီနိုင်ငံရေးစကားဝိုင်းဘက်ကိုလာကြပါငိမ့်ချိုင်ရေလောက်ကြပါလို့ပြောတယ်ဆိုတော့စစ်ခွေးဂျပုလည်းခဏခဏဒီငိမ့်ချိုင်ရေနဲ့ပတ်သက်ပြီးတော့ကျတော်တော်လိုင်းရေတွေကိုဖိတ်ခေါ်တဲ့စကားရှိတယ်နင်တို့အကြမ်းဖက်တွေကလက်နက်ချပြီးမှငိမ့်ချိုင်ရေစပွဲကိုလာပါလို့ပြောတယ်ဆိုတော့အခုကျွန်တော်တို့ဥပမာပြောမယ်ကျတော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘာရာရေနဲ့တော်လကောင်းကိုအိမ်မှာအမျိုးမျိုးလောက်ကြတယ်ဥပမာဗုဒ္ဓဘာရာတွေဆိုလို့ရှိရင်လည်းအလူလောက်တယ်နော်ကျတော်ခရစ်ယာန်တွေဆိုလို့ရှိရင်လည်းဆုတောင်းပွဲတွေလောက်ကြ တဲ့ခါမှာကိုခေါ်ချင်တဲ့လူတွေရှိတယ်ကျတော့အိမ်မှာအလူရှိတယ်ဘယ်နှနိုင်နဲ့ဘယ်နှနိုင်ကြားမှာလာခဲ့ကြပါအောင်နော်အဲ့လိုမျိုးခေါ်ရတယ်အခုစစ်ခွေးတွေကတော့သူတို့ကငိမ့်ချမ်းရေးတော့ခေါ်ချင်တယ်ဒါပေမဲ့ဂျိုတော့မချချင်ဘူးအခုနင်းတို့ခေါ်တဲ့အခါမှာတဘုံကြီးလာကြပါလို့ခေါ်တယ်။ကျတော့ KIAD ကလုံးဝမကြိုက်တဲ့အရာရှိတယ်။ TNCA ထဲမှာအဓိကဘာလဲဆိုတော့ဆွေးနွေးခြင်းကိုကျမမပြောဘူးနော်။ယူသေးတမှုခြင်းကိုကျမပြောမယ်။ อยู่น้องอ่ะดิอสิเวทแท้มาเนาะดิจ้วยรุ General Commodity ปิ๊ดลงชิง KIO อุกกฐอิมบาลาดิโกขอเลยอสิเวကိုตรุตั้วจ่าเลยไอ้คามาឧបมา KIA ဆိုတာဟာကျွန်တော်ကချင်းတို့မျိုးတွေရဲ့တတ်မတော်ဖြစ်တယ်တတ်တော်ကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲ့ထဲမှာလဲယာဒူးယာခန်တီနဲ့သူတို့မှာလဲယာဒူးတွေရှိတယ်အခုဘူချုပ်ကမော်ဒီဆိုလို့ရှိရင်အခုစခွေးတွေလို့ first year ပဲပြီးပြီးမှ DSA ကိုចောင်းတော့တက်ပြီးမှ ပတ်စံဒီထိုးပြီးမှဒီလိုမျိုးနေရာကိုရောက်ရှိခဲ့တာမဟုတ်ဘူးဘူချုပ်ကွန်မော်ရီဆိုလို့ရှိရင် University ဒီစစ်ခွေးကျဘူးတခေါက်မှတောင်းမှမလန်းခဲ့ဘူးတဲ့ University ကိုအကြောင်းကိုပြီးပြီးမှကိုယ့်ရဲ့လူမျိုးအတွက်ဆိုပြီးမှ KIA ကိုဝင်သွားတာဖြစ်တယ်ဆိုတော့သူတို့ရဲ့စပွဲမှာနာမည်တင်တဲ့အခါမှာဘူချုပ်ကွန်မော်လို့တင်ပေး နော်အခုပူချုပ်ထွန်းမြတ်နိုင်ကို ခေါ်တယ်ဆိုလို့ရှင်လားထွန်းမြတ်နိုင်မဟုတ်ဘူးပူချုပ်ထွန်းမြတ်နိုင်ဘာကြောင့်လဲဆိုတော့ AAD ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအရခတ်တတော်ဒီရဲ့ပူချုပ်ဖြစ်တဲ့အတွက်ကြောင့်ပူချုပ်ထွန်းမြတ်နိုင်အဲ့လိုမျိုးသူတို့ကိုစပွိုင်း ပေါ်မှာတင်ပေးရတယ်။ဒါပေမဲ့ NCAD လုတ်တဲ့အခါမှာစစ်ခွေးတွေကလွှဲရင်ကြံတဲ့သူတွေရဲ့စပွဲထဲမှာဒီလိုမျိုးနာမည်မလုတ်ပေးချင်ဘူး။ထွတ်မြတ်နိုင်ဥထွတ်မြတ်နိုင်ဖြစ်ဖြစ်မဟုတ်ရင်ထွတ်မြတ်နိုင်ဂွန်မောပြင်ဖြစ်မဟုတ်ဘူးဥဂွန်မောအဲ့လိုမျိုးပဲသူတို့တုံးပေးချင်တယ်။ဘယ်တော့မှဘူချုပ်ဂွန်မောတွေဒါမျိုးတွေလုံးဝမတုံးပေးဘူး။ဆိုတော့အဲ့လိုမျိုးတယောက်နဲ့တယောက် ယူသေးခြင်းဆိုတာဟာလူတယောက်ရဲ့စိတ်နှလုံးသားကိုလည်းပြောင်းလဲစေတယ်။ပြီးလို့ရှိရင်ယူသေးခြင်းဆိုတာဟာကိုယ်စိတ်ထဲမှာဘလို့ရှိတယ်လဲဆိုတာကိုလည်းဖော်ပြရာရောက်တယ်။ဆိုတော့အခု NCAD ထဲမှာခေါ်တယ်။ဘသူကမှယူသေးတမှုလောက်တာလုံးဝမရှိဘူးဆိုတာကိုကျွားတို့သိရတယ်။ခွေးကျဖို့ကနေမှအရှင်ပေါ်တိုင်းတဝန်တော်ပို့လက်တိုင်းမှာလဲ ငိန်ချမ်းရဲကိုခေါ်တဲ့အခါမှာဘယ်တော့မှသူနင်တို့တိုင်ရင်သားလက်နက်ကင်ကောင်းဆောင်တွေလဲကျတို့ဒီနဲ့လာဆွေးနွေးပါနင်တို့တိုင်ရင်သားလက်နက်ကင်နေနဲ့ဆွေးနွေးရအောင်အဲ့လိုမျိုးသူတို့မပြောဘူးနင်တို့ငရုစီလာခဲ့ကြပါနင်တို့တောင်းချင်တာငါစီလာတောင်းကြပါနင်တို့ဖြစ်ချင်တာကိုငရုစီလာပြောပါငရုစင်စားပေးမယ်လို့ပြောတာငရုကလည်းတရောင်းစားလို့နင်တို့စီကဘာမှမတောင်းဘူး ကိုပီကိုနန်ကိုနေရနဲ့ကိုရှိပြီးသားဖြစ်တဲ့ကိုစစ်တပ်နဲ့ကိုကိုလူမျိုးနဲ့ကိုကိုရဲ့တယံဇာသားနဲ့ကိုရှိနေပြီးသားဖြစ်တဲ့ဒါကိုစစ်ခွေးတွေခေါ်လိုက်ပြီးဆိုလို့ရှိရင်နင်တို့တပုံတွေလာခဲ့ကြနင်တို့လိုချင်တာကလေးငိုတို့လာပြောငိုတို့နားထောင်ပေးမယ်နင်တို့နားထောင်ပေးရအောင်နင်တို့ကငိုတို့ရဲ့အုတ်ထင်းတူမှမဟုတ်တာဆိုတော့အခုဒီတက်တက်ခိုင်း ို့မှာတမီးတယောက်ရှိတာတောင်မှအဲ့တမီးကိုတောင်ကိုဖြစ်ချင်တဲ့အတိုင်းတောင်မတွင်တင်နိုင်တဲ့မိမကများမြန်မာနိုင်ငံကိုအုပ်ချုပ်မယ်တဲ့ရှိတာတောင်တမီးတယောက်ထဲအဲ့တမီးတယောက်ကိုတောင်မှပုံတွင်းကြည့်လိုက်အောင်နော်မြမြဆဆမဟုတ်ဘူးခုမှတမီးလေးတယောက်ရှိတယ်အဲ့တမီးလေးကိုတောင်ကိုဖြစ်ချင်တဲ့ပုံစံတောင်တွေးနိုင်သလားလို့ကိုကိုကိုစဉ်းစားစဉ်းစားပြီးမှပဲပြောပြီးလို့ရှိရင်နောက်တစ်ခုသူဘာပြောသွားလဲဆိုတော့ စစ်ခွေးကအာနာလုံးဝမသိမ့်ချင်ဘူးဒါပေမဲ့မင်းမတမာမှုကြောင့်သိမ့်တယ်လို့သူတို့ခုပြောတယ်နောက်တစ်ခုကတော့ ဒီဥစ္စာကိုသူပြောတာမဟုတ်ပါဘူးတဲ့ UEC ကနေမှပြောတယ် UEC ကနေမှ research လုပ်ထားတယ်အဲပြီးလို့ရှိရင်ဘာသာ၅မျိုးနဲ့သူတို့ဒီ online ကနေတင်ထားတယ်ကဘာကနေလဲပဲဒါကိုလစ်လျူရှုပြီးမှစစ်ခွေးကဒီမဲမတမာမှုကိုပြောပြမှာပဲအာနာထိန်းနေတာကိုပဲကဘာကလည်းမြင်ပေးတယ်လို့ပြောတယ်။ဆိုတော့ခု9နှစ်ထိရောက်လာခဲ့ပြီ။နင်းတို့ဘယ်အချိန်မှများဘယ်နှမ်းမှာဘလောက်ထိခိုးတယ်နင်းတို့ကောင်းကောင်းလေးနင်းတို့တင်ပြနိုင်သလား။တခု နောက်တစ်ခုကတော့ဒီနေ့ဒါတွေကိုတင်ပြဆရာတောင်းမလို့ဘူးအဲ့ရထားပြီးမျက်လုံးနှလုံးဖွင့်လိုက်တာနဲ့ကိုမဘဒူကဘဒူဘက်ကိုရက်နေတယ်လဲဆိုတာငါတို့သိတယ်အခုဒီတက်တက်ခိုင်ပြောသွားတဲ့အခါမှာသူအသက်59နှစ်ရှိပြီတဲ့လုံချုံရဲဒီမှာလည်းအရန်မှဆိုးရွားလာတယ်လို့ပြောတယ်ကိုတောင်မှလွတ်လွတ်လပ်လပ်မသွားနိုင်တဲ့နိုင်ငံထဲမှာ အစိုးရလုပ်ဖို့စ조사တယ်တဲ့နော်ပြီးလို့ရှိရင်ခန္ဓာတော်ကသူပြောသွားတယ်ကဘာကနေလဲပဲသူတို့ကအာနာမသိမ့်ချင်ပဲနဲ့တက်တက်ခိုင်သုံးသွားတဲ့စကလုံးကအာနာသိမ့်တယ်လို့ပြောသွားတယ်နော်အာနာမသိမ့်ချင်ပဲနဲ့မင်းမတမာမှုကြောင့်အာနာသိမ့်တယ်လို့ပြောတယ်ဆိုတော့ဘသူကကွင်းစင်းပြီးမှမင်းခိုးတယ်ဆိုတဲ့ဥစ္စာကိုချက်ချင်းဘသူကတိခဲ့တယ်လားဘယ်နားမှာဘသူကသွားဆင်းခဲ့တယ်လဲဒါကိုနင်းတို့ဘယ်နားမှာပြခဲ့တယ်လဲဒီနေ့ငိုတို့ကိုနိုင်ငံရေးကိုနိုင်ငံရေးနဲ့ရှင်းနိုင်ဖို့ရအတွက် စ်ပွဲပေါ်ကိုလာခဲ့ပါလို့ပြောတဲ့အခါမှာတော့အောင်ဆန်းစုကြည်မဲမတမာမို့ခိုးတယ်ဆိုလို့ရှိရင်စည်ရင်အတိအကျနဲ့နင်းတို့ဘာကြောင့်နိုင်ငံရဲကိုနိုင်ငံရဲလို့စပွဲကပေါ်ကနေမလာခဲ့တာလဲ တက်တက်ခိုင်ပြောသွားတာကစစ်ခွေးတွေကလွဲရင်ကြံတဲ့တိုင်ရင်သားလက်နက်ကိုင်းတွေထောက်ရငင်းချမ်းရဲကိုရရှိဖို့ရတဲ့လက်နက်စွန့်ပါလို့ပြောတဲ့အခါမှာတိုင်ရင်သားဆိုတဲ့အခါမှာစစ်ခွေးတွေလည်းတိုင်ရင်သားဖြစ်တဲ့အတွက်ကြောင့်တိုင်ရင်သားတွေလက်နက်စွန့်ပါဆိုလို့ရှိရင်စစ်ခွေးတွေလည်းလက်နက်စွန့်ရမှာဖြစ်တယ်စစ်ခွေးတွေလက်နက်စွန့်လို့ရှိရင်ဒီနဲ့ကြံတဲ့ကြရုတ်တခြားတိုက်တော်လာရဲတွေလက်နက်မစွန့်စရာအကြောင်းလုံးဝမရှိဘူး နော်ငါတို့ကိုလက်နဲ့စွန့်ပြေးမှနင်းတို့ကလက်နဲ့ကင်ထားမယ်ဆိုတာနင်းတို့ဘာသိပ်ပဲလားနင်းတို့ကိုငါတို့ကအုပ်ချုပ်ခိုင်းလို့လားနော်အရှက်တရားမရှိဘဲနဲ့နင်းတို့ငါတို့စီမလာတောင်းပါငါတို့နားထောင်ပေးမယ်ငါတို့စဉ်းစားပေးမယ်လို့ပြောရအောင်ငါတို့ကနင်းတို့စီကဘာတစ်ခုမှကိုမတောင်းတာအခုအရခတ်တတော်ရီဟာရခိုင်ပြည်နယ်အတွက်တိုက်ပွဲဝင်နေတာရခိုင်ပြည်နယ်အတွက်ရခိုင်စစ်သားရှိတယ်ရခိုင်ပြည်သူပြည်သားတွေစားဖို့ရန်အတွက်သူတို့ရဲ့နင်းမြေလေးရာတွေရှိတယ် ကချင်နေလဲထွန်းနေလကောင်းချင်းနေလဲထွန်းနေလကောင်းပဲနော်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေသူတို့နဲ့ဆိုင်တဲ့တိုင်းရင်းသားနေမြေအတီးတီးရှိကြတယ်လို့ပဲသူတို့နဲ့တက်ဆိုင်တဲ့လေယာအတီးတီးတွေလည်းရှိကြတယ်နင်းတို့စီကနင်းတို့ကိုအားကိုးပြီးမှလူဖြစ်လာတဲ့လူကဘာပေါ်မှာတကောင်မှမရှိဘူး နင်းတို့ကိုအားကိုးပြီးမှမြန်မာနိုင်ငံမှာမွေးဖွားလာတာခွေးပဲရှိတယ်။ဒီနေ့ကျွဲတို့လက်နဲ့ကင်တော်လာရဲတွေအားလုံးဟာနင်းတို့ခွေးတွေကိုအားကိုးပြီးမှလူလောကထဲမှာလူလာဖြစ်တာမဟုတ်ဘူး။ကို့အရေးချင်းကိုတီးလို့ကို့ကျွေးနိုင်လို့ကို့နေနိုင်လို့ကို့မှာပြည်ရှိလို့ကို့မှာလေယာရှိလို့ကို့သားသမီးမွေးထားတာ။နင်းတို့စီမှာလာတောင်းဖို့ရတဲ့ဘာအကြောင်းမှမရှိဘူး။နင်းတို့ပိုင်တာလည်းတခုမှမရှိဘူး။ ထာဝရငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုလို့ရှိရင်နင့်တို့လိုချင်သလားငါတို့လိုချင်သလားငါတို့ကတော့ဗစက်နဲ့ပြောပြီးသွားပြီ အခုကဗစက်မလာတော့ဘူးနင့်တို့ကိုကြည်နဲ့ပဲလာတော့မှာ ်ဆိုတော့စစ်ခွေးကအာနာမသိမ့်ချင်မဲနဲ့တိမ့်လိုက်ရတဲ့ဥစ္စာကမင်းမတမာမှုကိုဒီတိုင်းပဲထားမယ်ဆိုလို့ရှိရင်အစင်လာကြီးဖြစ်လာနိုင်တယ်လို့ပြောတယ်လွန်ခဲ့တဲ့သတင်းထဲမှာကျွတ်တင်ပေးခဲ့ပြီးပြီနော်ကြော်မျိုးမင်းရဲ့ဗဇက်ထက်ကဘာပြောခဲ့လဲခွေးဝဲစားတန်းရွှေကတိမ့်စိန်ပြီးလို့ရှိရင်ရွှေမန်းကိုတမရလှုပ်မယ်လို့ပြောသွားပြီးတာပြီးသူဒီတင်မြောက်မှာပဲတမရဖြစ်မယ်ဥစ္စာဖြစ်တယ်ဒါကိုတန်းရွှေကတမတာတိမ့်စိန်ဖြစ်မယ်တိမ့်စိန်ပြီးပြီဆိုလို့ရှိရင်ရွှေမန်း တတ်မယ်လို့တန်းရွှေကစီစဉ်ခဲ့တယ်လို့ပြောတာဆိုတော့တိမ့်စိန်ပြီးသွားပြီ ဟုတ်ပြီရွှေမန်းအလက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့အမင်းအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်တန်းရွှေဆိုတဲ့ခွေးဝဲစာဆွဲခဲ့တဲ့ရွှေမမရတဲ့အတွက်ကြောင့်နင်တို့တော်အောင်ဆန်းစုကြည်ကိုဖမ်းတာရှင်းရှင်းလေးပဲကျော်မျိုးမင်းကိုယ်တိုင်လော်ဘီဌာနထဲကနေ okay ပြီးသားဖြစ်တယ်တကယ်ပဲမဲမတမာမှုနဲ့ပဲတော်အောင်ဆန်းစုကြည်ကိုဖမ်းတလားဒါမှမဟုတ်လို့ရှင်ရွှေမန်းတမရဖြစ်မဲ့နှစ်ထဲမှာသူမဖြစ်နိုင်ပဲတော်အောင်ဆန်းစုကြည်တို့ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်နင်တို့ဖမ်းတလားဒါတော့နင်တို့ပူတိလိုက်မယ် ဆိုတော့တက်တက်ခိုင်နေလဲအသက်59နှစ်သာပြည့်သွားတာနင့်ကိုကြည့်ရတာလဲအေးတောင်မှကောင်းကောင်းပေါင်းတတ်မဲ့ရုပ်ထဲမှာနင့်မပါဘူးခုချိန်ထိအလေးစီးလာတာမတွေ့ဘူးနိုင်ငံရဲ့အစိုးရဖြစ်ချင်တာဖြစ်ချင်လာတော့မသိဘူးကို့မှာရှိတဲ့တမီးတယောက်ကိုတောင်စကားသွားပြောကြည့်လိုက်အခုနင့်တမီးအင်တာဗျူးတိုင်းမှာပြောတယ်ငါမေငါဖေဒီလိုဖြစ်ချင်တယ်ငါမဖြစ်ချင်ဘူးလို့ပြောတယ်မှတ်ဘူးလား နင်တို့နင်နင်တို့စီမရှိတဲ့တမိတယောက်တောင်နင်တို့ရဲ့အဲနင်တို့ရဲ့အတုံးမကြတဲ့အယူတွေကိုလက်ခံသလားဆိုတော့ကိုတော့မေးကြည့်လိုက်နော် သူလည်းဒီမဲမတမာမှုတန်ကိုသူလည်းခန်းစားခဲ့ရတယ်ပေါ့နော်ဒီ2020ရွေးကောက်ပွဲတုန်းကသူလည်းပါဝင်ခဲ့တယ်မဲမတမာမှုတန်ကိုသူခံရတယ်ဆိုတာကဘာကိုဆိုလိုတာလဲနင်တို့အစိုးရမဝင်နိုင်ဘူးလို့ပြောတာလားတမမဟုတ်စစ်ခွေးတွေလက်ထဲရောက်သွားတော့နင်တို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးလို့ပြောချင်တာလားဘာကိုဆိုလိုချင်တာလဲဘေးတန်ကိုနင်းကခန်းစားခဲ့ရတယ်ပြောလဲပုံစံကိုကြည့်ရတာလဲနင်းလည်းအဲ့တန်ကိုခန်းစားရတဲ့ရုပ်ပါပဲ နော်တိတ်မပြောချင်တော့ဘူးခွေးတွေနဲ့လည်းနေ့တိုင်းညတိုင်းညဖြစ်ရတာလဲနော်အကုတ်တူကိုများလုံးပါတယ်နောက်တရင်တပုတ်အနေနဲ့ကတော့အင်ဒိုဘက်ကနေဖကန်ဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေဟာအင်ဒိုကနေမှမကြော်နိုင်တဲ့အတွက်ကြောင့်အခုဒီအင်ဒိုနဲ့ကွယ်ခါကြားမှာရှိတဲ့ KIA စခန်းတွေနဲ့ PDF စခန်းတွေကိုရွှေ့ပေးဖို့ရအတွက်အင်ဒိုနားမှာရွှေ့တူးနေတဲ့တထဲတွေကိုတော့ပြောခိုင်းတယ်လို့ပြောတယ်။အင်ဒိုနဲ့ကွေခါကြားမှာရှိတဲ့ KIA နဲ့ PDF စခန်းတွေမပြောင်းပေးဘူးဆိုလို့ရှိရင်တော့မရွှေ့ပေးဘူးနေရာတွေမရွှေ့ပေးဘူးဆိုလို့ရှိရင်တော့အော်လေရင်နဲ့ပုံကျဲမယ်ဆိုပြီးမှလာချင်းချောက်ကြတယ်တဲ့။နော်ဆိုတော့နင်တို့စစ်ခွေးတွေဒီလိုမျိုးလာချင်းချောက်ရအောင်နင်တို့ကမရှက်ဘူးလား။နင်တို့ပြောတော့ standard army ဒီဆို ဒီမေရှိရဲ့နေတော့ကကြော်မြင့်မြင့်ပြောတယ် KIA တွေကိုမောတွေနင်တို့အချောက်တွေလားနင်တို့တတိရှိတယ်နင်တို့အချောက်မဟုတ်ဘူးဆိုလို့ရှိရင်တော့စစ်ခွေးစခန်းတွေရှိတယ်နင်တို့သိတယ်အဲ့ဘက်ကိုလာတိုက်ပါလို့ပြောတယ်အဲ့လိုပဲအခုနင်တို့တွေလည်းဒီဖက်ကန့်ကိုတလောက်တက်ချင်တယ်မဟုတ်လားပြီးတော့နင်တို့လက်စစ်သားပဲလေလက်နဲ့ကိုင်းတယ်ချပါလားဘာကြောင့်မို့ရွှေမော်ကတထဲတွေကိုလာပြောခိုင်းပြီးမှအဲ KIA နဲ့ PDF တွေနင်တို့စခန်းရွှေ့ပါမရွှေ့ရင်လေရင်နဲ့လာချမယ်မဆက်ဘူးလား တတိရှိလာချလိုက်နင်တို့ကိုပတ်တော့မဒီအင်ဒိုဘက်ကနေမှဖကံဘက်ကိုအဝလုံးဝခံမှာမဟုတ်ဘူးမတာပေါ်သွားမယ်လို့သာမှတ်ထားလိုက်ဒီစခွေးတွေလည်းတော်တော်ကိုအရှက်တရားမေ့တယ်ဆိုတော့အခုကျွဲတော့နောက်သတင်းတပုတ်နေနေတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အဲ့ဒီဥပမာရှိတဲ့လုံလုံးတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့နေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင်ငါအเจ้าသားမှမရှိဘူးအเจ้าသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာ အဲ့တော့စေသွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာကျဲမယ်ဗျာအကြမ်းမသမားကြီးတို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်တို့ကလုံတင်လုံထက်တာလုံတာဆက်လုံမှာပဲဒီဥစားတော့အလုံးလိုလိုနားထောင်ပြီးသားဖြစ်ပါတယ်เนาะဒီဘေးကြီးမှာပုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျိုးစုဦးက စစ်သွေးကြွတွေရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့ကျဲတယ်။ဘာအကြောင်းပြချက်မှမရှိဘူး။နင့်တို့စစ်သွေးကြွတွေရဲ့အလောင်းတွေကိုလာယူပါလို့သူပြောသွားခဲ့တယ်။ဒီဥစ္စာကိုဆက်မပြောခင်မှာဗီဒီယိုနောက်တစ်ခုကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်။လက်ရှိကျွန်တော်ဒီနားဆောက်ကအစိုးရနဲ့ဒီနိုင်ငံတကာအဖွဲ့တွေကဒီတန်တမန်ကြီးကအရင်ကြီးကျွန်တော်နီးနီးကက်ကက်တွေရှိလာတယ်။အင်းဒီကကတည်းရှိလာတဲ့အခါမှာဒီအကြံပတ်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ဒါသူတို့အကြံစီကောင်းကောင်းနဲ့ဒီစာတင်ကြောင်းတွေကိုမိုင်းနေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မိုင်းခွဲတာလည်းဖြစ်နိုင်တယ် အကြမ်းဖက်သမားတော့တိတ်ကိုယုံပါတယ်တနေ့ထိုးကျွလိုက်တော့ဗျာဒီဥစ္စာလဲဘလောက်အထီအောက်တန်းစားဖြစ်တယ်လေဆိုတာတော့နော်ကလဲတွေကိုစစ်ခွေးတွေကနိုင်ငံတကာတမန်ခင်းရဲရာမှာနည်းနည်းလေးအဆင်ပြေလာတဲ့အတွက်အကြောင်း အခုကျမတို့တော်လာရဲတွေဘက်ကတော့မနာလိုလို့ပေါ့ကွာသူတို့ပြောချင်တာကတော့ဆိုတော့တဖက်တခန့်ဘက်မှာလက်နဲ့တီထားပြီးမှတဖက်ပေါက်ကနေမှကလေးတွေကိုဝန်ခိုင်းပြီးမှမိုင်းချပြီးမှကျတို့တော်လာရဲတွေကကိုယ်ကလေးကိုတတ်တယ်ဆိုတဲ့အကြောင်းပြောတယ်ဒီနေ့ကိုယ်ကလေးကိုကိုယ်တတ်ရလောက်အောင်မိုက်မဲယူရဲတဲ့အထဲမှာကျတို့တော်လာရဲတွေမပါဘူးအာကိုယ်တတ်သမီးကိုဒီလိုမျိုးဘုံကျဲပြီးတော့ လုတ်တဲ့မိဘတွေဟာနင်တို့ခွေးမျိုးရိုးကလွဲရင်လူဖြစ်တဲ့သူတိုင်းဘယ်သူမှမလုပ်ဘူးဆိုတာနင်တို့သိဖို့လိုတယ်ပြောမဆုံးတဲ့အရာတွေဖြစ်သွားပြီဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးမှရှေရှေဝဲဝဲမပြောချင်ဘူးပြည်သူတွေအားလုံးကြမ်းမပြေရှုကြပါစေ